။ဥရောပမှာရှုံးဝဲမရှိသေးပဲ final တန်လေးတန်တန်ပို့ချတော့မယ့် United United တို့ကတော့ Premier League မှာ ქვენ တော့ Europa League မှာတော့ share ချလို့တကယ်လန်းနေတာဖြစ်ပါတယ်။အရင်တော့ Spain ကို Spain ကိုဆိုပြီးပြည်သက်တွေနောက်နောက်နေတဲ့ United တို့လည်းအခုဆိုရင်တော့ Spain ဂျုံးဘွားကိုရောက်နေပြီဆိုတာအချိန်ချင်းတက်တည်ပြလိမ့်နေပြီဖြစ်ပါတယ်။ ဒီအသည်မှာစပိန်ကလပ်တွေကိုအိမ်ပေါ်ခေါ်တီးလိုက်စပိန်မီဒီတက်တီးလိုက်နဲ့လှုပ်ချင်တိုင်းကိုလုံနေတာဖြစ်ပါတယ်။ကြောက်တဲ့ရှုံးထွက်အဆင့်မှာကနေကဆိုစီတက်ကို4-1နဲ့ဆိုးသွမ်းပြခဲ့တဲ့ United တို့ဟာအခုဆီမီဖိုင်နယ်အဆင့်မှာလည်းတင်းကြီးတညာမငိုတက်တဲ့ဘီဘာအိုကို6-1နဲ့ခွဲပြောင်းလုံနိုင်ခဲ့ပါတယ်။အခုဆို United တို့ဟာယူဘာလိမှာရှုံးဝဲလုံးဝမရှိသေးတာ14ပွဲထိရှိလာခဲ့ပြီဖြစ်ပါတယ်။လေးအဆင့်မှာ10ပွဲရှုံးထွက်အဆင့်မှာ6ပွဲဖြစ်ပြီး2008ခုနှစ်တုန်းကချန်ပီယံလိဂ်ဖလားကိုရှုံးဝဲမရှိရယူခဲ့တဲ့မှတ်တမ်းကိုပြန်လည်လိုက်မိသွားမဲ့အနေအထားကိုလည်းပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ ။ဒါအပြင် United ဟာဒီနေ့ပွဲမှာအနိုင်ကိုနေအားလုံးကိုပွဲချိန်မိနစ်80နှောင်းပိုင်းမှာသွင်းယူခဲ့တာလည်းဖြစ်ပါရင်ပြမအချောမှာဂိုးပြန်နိုင်ထားတဲ့ United တို့ဟာပွဲကိုအေးအေးဆေးဆေးတက်တောက်တက်တာပဲစတင်လာနိုင်ခဲ့ပေမဲ့ဂိုးအလိုရနေတဲ့ဘီဘာတို့ကြောင့်ရုန်းကန်ခဲ့ရပါတယ်။ဘီဘာရဲ့ဦးဆောင်ကော United ရဲ့ကစားကော့ကိုလုံးစုံပြောင်းလဲစေခဲ့ပြီးတကယ်လို့ဘီဘာဘက်ကသာဂိုးမသွင်းမှုဆိုရင် United တိုက်စစ်ကလည်းဒီလောက်ထိအသွင်းကိုတွေမရလောက်ဘူးလို့ဆိုရမှာဖြစ်ပါတယ်။အခုဆိုရင် United တို့ဟာ၅နှစ်အတွင်းဒုတိယအကြိမ် Europa League ဘောလုံးပွဲကိုတက်ရောက်နိုင်ခွင့်ရှိသွားခဲ့ပြီး Final မှာ Spain နဲ့ All English Final ကိုဆင်နွှဲရတော့မှာလည်းဖြစ်ပါတယ်။ ဒီနေ့အရင်နေ့ပွဲမှာ3-2နဲ့ကစားရတဲ့ပွဲထွက်လာခဲ့ပြီးတိုက်ဆော့အဝိုင်လန်ကိုထောင်ထားက final နဲ့ခါတာချိုလို့နဲ့တွဲပေးထားပါတယ်။ကိုလဲမှာတော့ Ugarte နဲ့ Casemiro တို့ပွဲထွက်လာခဲ့ပြီးမာဇာရိနဲ့ဒိုကူတို့ကိုဝင်းဘက်တွေအပြင်ထားကစားခဲ့ပါတယ်။ကိုသမားကတော့ Onana ပဲဖြစ်ပြီးနောက်တန်းမှာ Lenny လောက်မကွာရဟီရိုတို့ကိုခင်းချင်းခဲ့ပါတယ်။ဒီပါဘက်ကတော့ Lenny တို့နဲ့ကစားကွက်ပေါ်မှာသူတို့ရဲ့အကောင်းဆုံးလူစင်းနဲ့ပဲ United ကိုရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။ ဝဲစာကလေးက United တို့ဖိအားတွေပေးတတိယကားတွေမျိုးကိုစ조사ခဲ့ပေမဲ့ဘီဘာအိုဘက်ကလည်းတုံ့ပြန်မှုကောင်းခဲ့ပါတယ်။ဝဲချင်း16မိနစ်မှာရင်ဘရူနိုရဲ့ဖျက်တင်ပေးဖို့မှုကနေဂါနာချိုခွင့်ရခဲ့ပေမဲ့အသုံးမချနိုင်ခဲ့ပါဘူး။ဝဲချင်း23မိနစ်မှာတော့ဒိုဂူရဲ့ဖျက်ထုတ်ပုံကြောင့် United တို့ပနတီပေးရမလို့ဖြစ်ခဲ့ပေမဲ့ကံကောင်းခဲ့ပါတယ်။ဝဲချင်း30မိနစ်မှာတော့ဘီဘာအိုဘက်ကအုပ်ဆောင်ကိုစတင်ရရှိခဲ့ပြီးမကွိုင်းရဲ့လူပေးအမားကနေရရှိလာတဲ့ခွင့်ရကိုမိခဲဂျရီခွေစာကအဝေးကန်ချက်ဖြင့်တွင်ယူခဲ့တာဖြစ်ပါတယ်။ဘူးဆောင်ကိုရရှိသွားခဲ့ပြီးတဲ့နောက်ဘီဘာအိုဘက်ကလည်းကစားတက်လာခဲ့ပြီးတောက်ရှောက်ကိုဖိအားပေးထားနိုင်ခဲ့ပါတယ်။ဝဲချင်း43မိနစ်မှာတော့တမ်ပြန်တိုင်းစစ်ကနေ United တို့ အကောင်းဆုံးခွင့်ရရှိခဲ့ပြီးဂါနာချိုတရားကိုသမားနဲ့တူချင်းပိတ်သွင်းခွင့်ရခဲ့ပေမဲ့လွဲချော်သွားခဲ့ပါတယ်။ဒုတိယအမှာလည်းဘီဘောဘက်ကပဲစတိုက်ဖျားပေးထားနိုင်ခဲ့ပြီး United တို့ကလည်းခံစစ်တက်တက်ကိုဖြစ်နေခဲ့တော့ပါဘီဘောဘက်ကအဓိကတာဝန်ကစားသမားနီကိုဝီလီယံနဲ့ကွင်းနယ်တိုင်းစစ်ကဆက်ဆံလို့မပါဝင်တာတော့ United ခံစစ်ကြောင်းကိုအတော်လေးလှုပ်ရှုပ်စေခဲ့ပါတယ်။ ဒီဘက်မှာလည်း United ခံစစ်တောင်းကဒိုဂိုနဲ့မာဇာရီတို့ဟာပုံမှန်ချင်းစောင်းအောက်ကိုရောက်ရှိနေခဲ့ပြီးဘီဘောရဲ့တိုက်စစ်လမ်းကြောင်းတွေကိုတားဆီးရခက်ခဲနေခဲ့ပါတယ်။အဲဒီနောက် United ဘက်ကလည်းချင်းစောင်းပြနိုင်တဲ့ဒိုဂိုမာဇာရီကိုထုတ်ပြီးတော့လုံးရှော့မေဆွန်မောက်အာမက်တို့ကိုတပြိုင်တည်းထဲလူစားလဲမှုတွေလုပ်ပြီးအပြောင်းအလဲတွေလုပ်လာခဲ့ပါတယ်။ MOA ရဲ့ဒီဆုံးဖြတ်ချက်ကမှန်ကန်ခဲ့လို့ဆိုရမှာဖြစ်ပြီးအာမက်တို့လုံးရှော့တို့ဝင်ရောက်လာခဲ့ပြီးတဲ့နောက် United ရဲ့ညာတောင်ပိုင်းတိုက်စစ်ဟာအလုပ်ပြန်ဖြစ်လာခဲ့ပါတယ်။ ဝယ်ရင်82မိနစ်မှာတော့ United လိုခြေပါကိုပြန်လည်ရရှိခဲ့ပြီး Euro ရဲ့အနီးကပ်ချပေးမှုကို Mason Mount ကတစ်ချက်နှိမ်ပြီးကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်အပွဲကအကျိနဲ့ရှိလာခဲ့ပြီးအပြန်အလှန်တိုက်စစ်ဆင်မှုတွေကိုမြင်တွေ့ခဲ့ရပါတယ်။ဝယ်ရင်82မိနစ်မှာတော့ United တို့ဥဆောင်ကိုပြန်လည်ရရှိသွားခဲ့ပြီး Free Kick ကနေ Bruno ရဲ့ပေးပို့မှုကို Casper တို့ကခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီတိုင်းတော့ပွဲကိုထင်ကြီးစားမယ်လို့ထင်နေတော့မှာပဲပွဲချင်း85မိနစ်မှာအာမက်ရဲ့ဖန်နီပေးမှုကိုပွိုင်လန်ကအဆုံးသတ်ပြီး United ရဲ့နောက်ထပ်ဥစားကိုကိုထပ်မံသွင်းယူပေးခဲ့ပါတယ်။တာမန်ပွဲစရင်ပြီးဆုံးတော့နာချင်းချေဘို10မိနစ်ရောက်မှာတော့ဘီဘာရိုဘက်ကအမှားကနေရရှိလာတဲ့အခွင့်အရေးကိုမစ်ဆမော့ကဒါရိုက်ကန်သွင်းပြီးပွဲသိမ်းအနိုင်ကိုလှလှပပသွင်းယူခဲ့တာဖြစ်ပါတယ်။